မင်္ဂလာပါ။အော်ဒီယိုပိုင်းဇွန်နိုင်မှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်ကနေတင်ထားတဲ့နေ့ပူချိန်များပုံမမြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာပါ။နားဆင်ကြည့်ပါဦးခင်ဗျာ။မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲနေ့ပူချိန်များပုံမမြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်6မြင်းဆောင်2025 1389ခု တကူလာပြီးကျော်17ရက်2025ခုနှစ်ဧပြီလ23ရက်1ခမန်းချက်ယနေ့မြန်မာစံတော်ချိန်12နာရီခွဲအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့်25ရက်4လ2025ရက်နေ့မှ28ရက်4လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး အကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေရာဝတီတိုင်းဒေသကြီးမြောက်ပိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းတို့တွင်နေပူချိန်များသည့်အပြည်လာ၏ပုံမှန်နေပူချိန်တို့ထက်3ဒီဂရီဆက်စီယက်မှ4ဒီဂရီဆက်စီယက်ထိအသင့်အင့်မြင့်တက်လာနိုင်ကြောင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းရှိဒေသချို့တွင်အပြည်လာ၏ပုံမှန်နေပူချိန်တို့ထက်၄ဒီဂရီဆက်စီယက်မှ၅ဒီဂရီဆက်စီယက်ထိ တိတိတတတိုးမြင့်လာနိုင်သည်ဟုခံမှန်းရပါသည်အထူးအဖြစ် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှိ မော်လိုက်ခရိုင်ကလေးခရိုင် အကွေးတိုင်းဒေသကြီးအတွင်းရှိကံငေါခရိုင်မင်းမူးခရိုင်မကွေးခရိုင်ခြောက်ခရိုင်တရက်ခရိုင်အောင်လံခရိုင်ပဲခူးတိုင်းဒေသကြီးအတွင်းရှိတောင်ငူခရိုင်ပြည်ခရိုင်နတလင်းခရိုင်တာယာဝရီခရိုင်အေရော်ရီတိုင်းဒေသကြီးအတွင်းရှိမြန်အောင်ခရိုင်ဟင်္ဒရခရိုင် အိုးဝင်းခရိုင်ရန်ကုန်တိုင်းဒေသကြီးတွင်ရှိ တာကြီးခရိုင်လက်ကုခရိုင်နှင့်မော်ဝီခရိုင်တို့တွင်အစောပိုင်းရက်များတွင် နေပူချိန်သည်40ဒီဂရီဆက်စီယက်မှ44ဒီဂရီဆက်စီယက်အထိရှိနိုင်သည်ဟုခန့်မှန်းရပါသည်သို့ဖြစ်ပါ၍အစောပိုင်းနေ့များတွင်ဖော်ပြပါတိုင်းဒေသကြီးများအတွင်းနေထိုင်ကြသော ပြည်သူလူထုအနေဖြင့်သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့်အဖွဲ့အစည်းများမှထုတ်ပြန်ထားသည့် အပူရန်အန္တရာယ်ကာကွယ်ရေးတတိပေးချက်များနဲ့မြန်မာနိုင်ငံမိသက်တစ်ဖက်မှထောက်ပြန်ထားသည့်မိဘအန္တရာယ်ကြိုတင်ကာကွယ်ရေးတတိပေးချက်များကိုပူပေါင်းပါဝင်လိုက်နာနေထိုင်ကြပါရန်အထူးတတိပေးတင်ပြပါသည်။တဘောဝဘေးအန္တရာယ်တို့မှကင်းလွတ်ငြိမ်အေးကြပါစေ။ထူးခြားမိုးလေဝသသတင်းများအားအချိန်နဲ့တပြေးညီသိရှိနိုင်ပါရန်မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်။ဒေါက်တာဆိုင်းခွန်အားကား စီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာနမိုးလေဝသမြန်မာဆက်လက်ပြီးတော့မိုးလေဝသမြန်မာရန်ကုန်ဌာနကွဲဖိတ်ကန်နေတင်ထားတဲ့အချိန်ခါမဟုတ်မိုးတက်ချုံရွာပြီးမိုးတက်လေပြင်းတိုက်ခတ်နိုင်သည့်အတိပေးချက်မိုးတက်လေပြင်းတိုက်ခတ်နိုင်သည့်အတိပေးချက်ဆိုတဲ့အကြောင်းကိုဖတ်ပြပါအောင်မယ်နားဆင်ကြပါဦးခင်ဗျာမိုးလေဝသမြန်မာရန်ကုန်ဌာနကွဲအချိန်ခါမဟုတ်မိုးတက်ချုံရွာပြီး ဝိုးတက်လေပြင်းတိုက်ခိုက်နိုင်သည့်သတိပေးချက်1389ခုတကူလားပြည့်ကျော်12ရက်2025ခုနှစ်အပိလ24ရက်ခံမှန်းချက်ယနေ့မြန်မာစံတော်ချိန်6ရက်ကွယ်အချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့်29ရက်4လ2025ရက်နေ့မှ30ရက်4လ2025ရက်နေ့အတွင်းအရှိတ်ဘက်မှလာသောလေပွေလိုင်းများနဲ့ အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆုံမှုတို့ကြောင့်တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ကာမဟုတ်မိုးထစ်ကြုံရွာသွန်းနိုင်ကဒေသအချို့တွင် နေရာကွက်၍မိုးကြီးခြင်းမိုးချင်းခြင်းမိုးသီးကျွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ရင်းပစ်ဆင်များ၏နေလိုက်ခန့်မှန်းချက်အားအောက်ပါအတိုင်းအစီရင်ခံတင်ပြပါသည်29ရက်လေလ2025ရင်းနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် နေရာဆက်ဆက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် နေရာကျကျဲမွန်ပြည်နယ်တွင် နေရာကွက်ကြားမိုးထစ်ကျုံရွာသွန်းနိုင်ကတနင်္သာရီတိုင်းဒေသကြီးတွင်တလက်မနှင့်အထက်ကရင်ပြည်နယ်အောက်ပိုင်းတွင်တုံရတသမ၈လက်မနှင့်အထက်ကျန်းတပြည်လုံးတွင်တုံရတသမ နှစ်လက်မနဲ့အထက်အများဆုံးရွာသွန်းနိုင်ပါသည်28ရက်လေးလ2025ရက်နေ့တွင်ဘကိုးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်းတနင်္လာရီတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ခရင်ပြည်နယ်နှင့်ဝမ်ပြည်နယ်တို့တွင်နေရာစိုက်စိုက်နေပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကျကျစကိုင်းတိုင်းဒေသစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး ်အကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကွက်ကြားမိုးတချုံရွာသွန်းနိုင်က တနင်္သာရီတိုင်းဒေသကြီးတွင်တစ်တသမ၅လက်မနဲ့တစ်တသမ၅လက်မနဲ့တစ်တသမ၅လက်မနဲ့အထက်ကရင်ပြည်နယ်အောက်ပိုင်းတွင်တုံညတ်တသမ၅လက်မနဲ့အထက်ခရီးပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တုံညတ်တသမ၄လက်မနဲ့အထက်ရှမ်းပြည်နယ်အစီပိုင်းတွင် 3.3လက်မနဲ့အထက်ကျန်တပြီလုံးတွင်3.3လက်မနဲ့အောက်အများဆုံးရွာသွန်းနိုင်ပါသည်29ရက်လေးလ2025ရက်နေ့တွင် နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာဆက်ဆက်တကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင် နေရာကျကျမကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင်နေရာကွက်ကြားဝေါ်ထချုံရွာသွန်းနိုင်ကရှမ်းပြည်နယ်အစီပိုင်းတွင်တစ်တသမ6လက်မနှင့်အထက်တမ်းပြည်နယ်တောင်ပိုင်းတွင်တစ်တသမ2လက်မနှင့်အထက်တနင်္သာရီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်တုံညတသမ၈လက်မနှင့်အထက် ဘဂိုးတိုင်းဒေသကြီးတောင်ပိုင်းနဲ့အေရရီတိုင်းဒေသကြီးတို့တွင်တုံညတသမ9လက်မနှင့်အထက်ဂိုင်းတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်တုံညတသမ5လက်မနှင့်အထက်ကျန်းပြည်လုံးတွင်တုံညတသမ2လက်မနှင့်အထက် အများဆုံးရွာသွန်းနိုင်ပါသည်30ရက်4လ2025ရက်နေ့တွင်တပြည်လုံးတွင် နေရာဆိုက်ဆိုက်မိုးတက်ချုံရွာသွန်းနိုင်ကဘဂိုးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့အနောက်ပိုင်းတို့တွင်တတသမ5လက်မနှင့်အထက် တနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်အစီပိုင်းနဲ့တောင်ပိုင်းတို့တွင်တုံရတသမရှစ်လက်မနှင့်အထက်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်တုံရတသမ6လက်မနှင့်အထက်ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တုံရတသမ9လက်မနှင့်အထက်ကျန်းတပြည်လုံးတွင်တုံရတသမ၄လက်မနှင့်အထက်အများဆုံးရွာသွန်းနိုင်ပါသည်အဆိုပါရများတွင် မိုးတချုံရွာသွန်းနိုင်သည့်အပြင်ဒေသချုပ်တွင်နေရာကွက်၍မိုးကြီးခြင်းလျက်စီးလက်ခြင်းမိုးချမ်းခြင်းမိုးသီးကျွေခြင်းမိုးကြောပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်မြေပြင်လေသည်တနားရီလင်းမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်သတိပေးချက်တို့ဖြစ်ပါ၍28ရက်4လ2025ရက်နေ့မှာ 30ရက်လေးလ2025ရက်နေ့တွင်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်း၊မြေပြိုခြင်း၊မြေကျွမ်းဝင်ခြင်း၊ဗိုလ်ကျောပစ်ခြင်းများလေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လက်စစ်တအားလိုင်းများပြိုကျခြင်း၊ရိုင်းလဲခြင်း၊စသောသဘောအဖေးအနေရတို့ဖြစ်ပေါ်နိုင်သည့်အတွက်အထက်ဖော်ပြပါဒေတာများရှိမိဘပြည်သူများအထူးအဖြစ်ငလျင်ဘေးဒဏ်သင်ငယ်သည့်ဒေတာများမှမိဘပြည်သူများနေဖြင့် ကြိုတင်သတိပြုနေထိုင်ရပါရန်စိုက်ပျိုးမွေးမြူတောင်သူများအနေဖြင့်လည်းအချိန်ခံမဟုတ်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဒိဋ္ဌံပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိနိုင်ရန်အတိပေးတင်ပြပါသည်တဘောအဘေးအနယ်တို့မှကင်းလွတ်ငြိမ်အေးကြပါစေထူးခြားမိုးလေဝသသတင်းများအားအချိန်နဲ့တပြေးညီသိရှိနိုင်ပါရန်မိုးလေဝသမြန်မာရန်ကုန်ဌာနကွယ်ပိတ်အား follow ပြုလုပ်ထားနိုင်ပါသည် ဒေါက်တာဆိုင်းကွန်အာကာစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာနမိုးလေဝသမြန်မာနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရီဘေးကွာကြပါစေဗျာ